ဒီမှာမိတ်ဆွေများအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့မေဇင်ကဥစွာဆုမွန်ပါနေတောင်းပေးလိုက်ပါတယ်ရှင်။မေဇင်အခုမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့မနေ့ဖြန်17ရက်17ရက်လတ်၄လုံးပေါ့နော်အထူးအားဆုံးတစ်၄လုံးအိဇာလာမကနန်းနီစုံစည်းရဲ့17ရက်17လမှာပြုလုပ်ရမယ့်ကုသိုလ်အကြောင်းလေးနဲ့နောက်တစ်ခုကတော့ဒီအဲ့ဒီမှာပေါ့နော်မေဇင်တို့ရဲ့လိုချင်တဲ့ဆန္ဒတွေကိုစိတ်ညော်အားနဲ့ဘယ်လိုမျိုးဆွဲငင်ပြီးတော့ပြုလုပ်ရမလဲဆိုတဲ့အရာလေးကိုမေဇင်ကမျှဝေပေးခြင်းပါတယ်ရှင်။ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်နေသွားပါအောင်နော် ီဒီယိုလေးကတော့73မိနစ်ကျော်ကျော်ထိတော့ရှိပါတယ်ဒါပေမဲ့အရင်အရေးကြီးတဲ့အကြောင်းအရာလေးတွေကိုတေချာလေးပြောပြထားတာမလို့အဆုံးထိတော့တေချာလေးကြည့်ပြီးသွားစီခြင်းပါလေရှင်ဒီမိစင်ဒီပထမဆုံးမျှဝေပေးခြင်းတာကမလက်ပြန်စက်တဲ့စက်တက်လာမှာပေါ့နော်ဒီဓမ္မမိတ်ဆွေများပြုလုပ်ရမယ်ဒီကုသိုလ်အရာလေးကိုမျှဝေပေးခြင်းပါလေအဲ့ဒါကတော့စက်တမီနင်းအောင်ပေါ့နော်စက်တမီနင်းအောင်ကို့မှာရှိတဲ့အပူတော့ကတွေနင်းအောင်လို့ပြုလုပ်ရမယ်ဒီကုသိုလ်လေးပဲဖြစ်ပါတယ်မိစင်ကရေတရာပေးရမဟုတ်ဘူးနော်ရေတရာမဟုတ်ပါဘူးမိစင်လည်းလိုက်လို့ ဲ့ဒီဓမ္မမိတ်ဆွေရဲ့အကုန်လုံးနဲ့ဒီလိုက်လုပ်စီခြင်းနဲ့အတွမ်းမြောက်ပေးခြင်းဖြစ်ပါတယ်။မနေ့ဖြန်17ရက်17လပါဘောနော်မနေ့ဖြန်17ရက်17လ17နာရီအချိန်မှာပေါ့နော်မိကျွန်တို့ကအမောင်းဆုံး၅ပါးတီလာခံမယ်တရဏဂုံ၃ပါးနဲ့၅ပါးတီလာစတင်မယ်တောက်တော်ရေချမ်း17ခွက် တောက်တော်ရေကျန်းစက်တက်ခွက်ခွက်အကြီးလဲရတယ်ခွက်အသေးလဲရတယ်ဘလို့ခွက်ပဲဖြစ်ဖြစ်အတိကတောက်တော်ရေကျန်းစက်တက်ခွက်ကိုမေဇနော့ဒီတတ်တော်ထင်ရှားမျက်စွာဖျားရှင်မှာပေါ့နော်ဒီစက်တက်ခွက်ကိုကတ်ပေးပါအဲ့လိုကတ်နေတဲ့အချိန်မှာစက်တက်ခွက်လုံးဝထိထားပါစေနော်ထိပြီးတော့တစုတစီရဲ့ကတ်ပေးပါအကယ်၍ပေါ့နော်အဖျားကြောင်းဆောင်မဆံမှုဆိုလည်းခွက်အသေးလေးဆိုလည်းရတယ်ငယ်မန်းထဲမှာအဲ့စက်တက်ခွက်လေးထည့်ဒီတောက်တော်ရေလေးထည့်ထည့်ပြလို့လို့ရှိရင်အဲ့ငယ်မန်းထဲမှာရှိတဲ့အဲ့တောက်တော်ရေစက်တက်ခွက်ကိုဒီဖျားကြောင်းဆောင်မှာကတ်ပေးပါပေါ့နော်ဒီဘလို့ပြောပြီးကတ်မလဲဆိုရင်တတ်တော်ထင်ရှားတတ်တော်ညတာအချိန်မျက် စွာဘုရားအရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားရှင်မန်းပြီးတော့ဘုရားတပည့်တော်အဘာနေတမီဘာနေသားပေါ့နော်ဒီဒီအရှင်မြတ်စွာဘုရားရှင်အားရှင်မန်းပြီးတော့အေးချမ်းစီရဲ့အတွက်စီလေးအေးချမ်းပြီးတော့ဒီရေစင်းနဲ့စစ်ထားတော့တောက်တော်ရေချမ်း17ခွက်ကိုဖျားတပြီတော်မှာကအရှင်မြတ်စွာဘုရားရှင်အာရှိမဲပြီးတော့ကတ်လူပါရယ်ဖျားအရှင်မြတ်စွာဘုရားအလူခံပြီးတော့မူဝေးပါဖျားဖျားတပြီတော်တပြီတော်မှာဒီယခုကဲ့သို့အရှင်မြတ်စွာဘုရားရှင်အာ ချီနေအေးချိုင်းတော်မူသောတောက်တော်ရေးချမ်းကိုဆက်တက်ခွက်ကိုကတ်လို့ရပါတော့ဤကောင်းမှုကြောင့်ဖရာတပီတော်တပီတော်မှာ ဒီခုကြုံတွေ့နေရတဲ့အပူတော့ကများအားလုံးကင်းသိမ်းပါပါစေ။ဘုရားတပည့်တော်မှခံစားနေရတဲ့ယခုခံစားနေရတဲ့ကိုယ်ကဘာဘူးရှိလို့အဲ့အပူပေါ့နော်ထည့်ပြီးတော့အဲ့အဲ့အပူတော့ကများအားလုံးကင်းသိမ်းကင်းဝေးရပါစေ။ဘုရားဆိုပြီးတော့ဒီအဲဥတုံးနေချပြီးတော့ပေါ့နော်ဒီဝင်ရဆူတောင်းပေးပါ။အတိကတော့ကို့မှာရှိတဲ့အပူလေးပို့အေးစားသွားအောင်လို့ဒီစက်တက်ခွက်ပေါ့နော်ရေချမ်းစက်တက်ခွက်ကိုကခိုင်ခြင်းဖြစ်ပါတယ်။ အဲ့လိုမျိုးတောက်တော်ရေကျမ်းပေါ့နော်ရေကျမ်းဆက်တက်ခွက်ကိုကပ်ယူပြီးသွားပြီဆိုလို့ရှိရင်မိစင်တို့ကတထိုင်နဲ့ဘာပူဇော်ပေးရမလဲဆိုရင်မေတ္တာတုပ်မေတ္တာတုပ်ဆက်တက်ခွက်တိတိပူဇော်ပေးရမယ်မေတ္တာတုပ်ဆက်တက်ခွက်ပူရလို့ရှိရင်မိစင်တို့စေတမလိကာထာရှိရယ်စေတမလိယေဒနာနိဗုဒ္ဓံဗုဒ္ဓယေဒနာနဲ့ဂရန်ဂရန်တိဂရဏေခိပမိဝသမိဆတုစေတမလိယေဒနာနိဓမ္မံဓမ္မယေဒနာနဲ့ဂရန်ဂရန်တိဂရဏေခိပမိဝသမိဆတုစေတမလိယေဒနာနိတန်ငန်တန်ငါယေဒနာနဲ့ဂရန်ဂရန်တိဂရဏေခိပမိဝသမိဆတုပေါ့နော်အဲ့ကာထာတာ ကို17ခေါက်တိတိလေးစလို့ရွတ်ဖတ်ပေးပါစေနာမိတိကာထာ17ခေါက်ပြီးွားရင်ဟုတ်တတ်ပါကာထာပေါ့နော်ဟုတ်တတ်ပါလောကတံမေဟိစိတ်တန်ယတနာကံပတိအဘောကံဝိရဇေခေမံအဲ့အထိပဲပေါ့နော်အဲ့ဒါကိုမေစင်တို့17ခေါက်တိတိပေါ့နော်ဘုရားကျောင်းဆောင်ရှိမှာတခါရဲရွတ်ဖတ်ပူဇော်ပေးပါအဲ့ဒါတွေအကုန်လုံးရွတ်ဖတ်ပူဇော်ပြီးသွားပြီဆိုရင်မေစင်တို့ကကိုဖြစ်ခြင်းနဲ့ဆန္ဒတစ်ခုတည်းဟောပဲနော်တစ်ခုတည်းဟောပဲဘုရားကျောင်းဆောင်ရှိမှာသေချာလေးပေါ့နော်မျက်လုံးမှိတ်ပြီးရောအာယုံနေမထွေရပဲနဲ့ကိုလိုချင်တဲ့အရာတစ်ခုတည်းဟောပဲဘုရားကျောင်းဆောင်ရှိမှာဆုတောင်း တွေကအဲ့လိုမျိုးစုမတောင်းခင်ပေါ့နော်ကိုလုတ်ခဲတဲ့အရှိရလုတ်ခဲတဲ့ကုသိုလ်တရားလေးတွေကိုလည်းတစ္ဆာလေးအင်းဆိုပေးပါမိစေအမြဲတမ်းလုပ်နေကြတာအတိုင်းတစ္ဆာဆိုပေးပါဘုရားတပည့်တော်တပည့်တော်မာသည်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤရှိတော်မာ၌တရဏဂုံ၃မိနစ်တကွာ၅ပါးတီလာတော်မြတ်အားခံယူဆောက်တည်ခဲ့ပြီးပါပြီရှင်မြတ်စွာဘုရားရှင်အားရည်မှန်းပြီးတော့ရေချမ်းပေါ့နော်တောက်တော်ရေချမ်း၁၁ခွက်ကိုလည်းကပ်လူခဲ့ပြီးပါပြီဒီမေတ္တာသုံး၁၁ခေါက်စေနာမင်းကြီး၁၁ခေါက်ဩဒတာခါတာ၁၁ခေါက်ကိုလည်းဘုရားတပည့်တော်မာရုပ်စုပူဇော်ခဲ့ပြီးပါပြီဒီစက ားဒီမှတ်ကတ်မဤဒီမှတ်ကတ်စွာဆိုရသောသစ္စာစကားကြောင့်ဆိုပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတစ်ခုတည်းဟိုပဲเนาะထွေပြားခြင်းမရှိလို့ပဲတစ်ခုတည်းဟိုပဲကြည့်ရပါစေတာရှင်မြတ်စွာဘုရားဆိုပြီးတော့ဆုတောင်းပေးတာဒါဆိုရင်เนาะမြေစလို့ရဲ့ဒီလောက်လောက်ရမယ်ပေါ့เนาะစတမီငိမ့်ပေါ့เนาะစတမီကိုမှရှိတဲ့အခုလေးငိမ့်ပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒဆိုတဲ့ဟာလေးကိုကုသိုလ်တရားနဲ့မြေစလို့ပြုလုပ်ခဲ့ပြီးပါလိမ့်ရှင်မြေစကရေရပြေးတာမဟုတ်ပါဘူးမြေစကိုယ်တိုင်လည်းမနေ့ပြန်စတတ်ရဲ့စတတ်ရဲ့နေ့ပေါ့เนาะစတတ်နိုင်တိတိပါမြေစကိုယ်တိုင်လည်းလမ်းလို့ ်းမှာဖြစ်ပါတယ်ရှင်။ဒါလေးရပေါ့နော်ဒီဓမ္မမိတ်ဆွေများကိုမနေ့ကလှုပ်ရမယ်ကုသိုလ်အရာလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်။အကယ်၍ပေါ့နော်ကိုကအလုံသွားတဲ့အချိန်အလုံအလုံသွားတဲ့အချိန်ဝန်ထမ်းနေရှိမယ်။အဲ့လိုအလုံသွားတဲ့အချိန်ဝန်ထမ်းနေပါအဲ့အချိန်မှာကိုကကန့်လို့မရဘူးဆိုတော့ဇယားမငယ်ပါနဲ့။ ကိုရဲ့အချိန်ကိုကြည့်ထားပါတော့ဆက်တက်လာပြီးထိုးပြီဆိုတာနဲ့မိစင်တို့ကမျက်လုံးလေးကိုမိတ်မိတ်ပြောလို့ရှိရင်ဒီကိုကမျက်စွာဖျားရှင်ကိုအာယုံပြုပြီးရင်ကိုကမျက်စွာဖျားရှင်ကိုရေတော့ဆက်တက်ခွက်ပေါ်တော့ကတ်လူနေပါတယ်ဆိုတဲ့ဆန္ဒလေးကိုညွှတ်ထားပြီးညွှတ်ထားပြီးကိုကဖျားရှင်ကိုအာရေတော့ဆက်တက်ခွက်ကတ်လူနေတယ်ဆိုတဲ့ပုံစံလေးကိုအာယုံလေးပြုပြီးတော့ဆူတောင်းပြီးပြီးသွားရင်တော့မိစင်တို့စိတ်ထဲကနေပြီးတော့ဒီအလုံးလုံးကြီးအချိန်မှာလည်းစိတ်ထဲကနေပြီးအောင်မြေတောက်တုံးလေးကိုဆက်တက်ခေါင်ရွတ်ဒီအင်းစိန်သာမဏိကာထာလေးကိုဆက်တက်ခေါင်ရွတ်ကောက်တက်ကာထာလေးကိုလည်းဆက်တက်ခေါင်ရွတ်စိတ်ထဲကနေပဲ เนาะစိတ်ထဲကနေရုတ်ဖက်ပြီးအဲ့လိုရုတ်ပြီးွားလို့ရှိရင်ခုနမေဇင်တစ္ဆာဆီလိုပဲမျက်လုံးလေးမိတ်ပြီးတော့တစ္ဆာဆူဆူတောင်းပြီးပါဒါလေးကတော့မေဇင်သားပေါ့เนาะဒီအလုံးလုံးနေတဲ့ဝန်ထမ်းလေးယူပေါ့เนาะဝန်ထမ်းသမားများအတွက်ဒီကိုကလက်ဖြန်စတိတ်နိုင်တစ်ချိန်မှာအိမ်မှာမရှိဘူးဆိုလို့ရှိရင်ဒီမေဇင်လို့ပြုတ်လို့ရမယ့်အရာလေးကိုမေဇင်ကလုံမြောက်ဝတီချင်ဖြစ်ပါတယ်ရုံယုံကြည်ကြည်လေးနဲ့လုပ်ပေးပါเนาะအဓိကကယုံကြည်ချက်ကလေးပါရုံယုံကြည်ကြည်လေးနဲ့မေဇင်ပြောတဲ့အရာလေးကိုတိစားလေးလုပ်ပြီးကိုဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းကိုပဲစိတ်ထွေပြခြင်းမရှိ ှိပဲနဲ့တခုလည်းဟောပဲဆူတောင်းပေးပါအမှန်တကယ်ပြေဝပါလိမ့်မယ်ရှင်။ ဒါလေးကတော့မင်းစနိုမနက်ဖြန်မှာပြုလို့ရမယ်ကုသိုလ်လေးတွေလည်းဖြစ်ပါတယ်အဲတော့အဲ့ဒီမင်းစနိုအဲ့ကုသိုလ်လေးတွေအကောင်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့မင်းစနိုကမနက်ဖြန်မှာပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုစိတ်ညို့ပြီးရော University ကတောင်းခံပြီးလုပ်လို့ရမယ်ဒီနည်းလေးကိုလည်းမင်းစင်ကအမျှဝေပေးတယ်အဲ့ဒါကမနက်ဖြန်17ရက်17လအာပေါ်တယ်ဆိုပြီးတော့တို့လေးခေါ်ဝေါ်ကြတဲ့ပေါ့နော်ခေါ်ဝေါ်ကြတဲ့အခေါ်ဝေါ်လေးပါအဓိကကတော့ဒီ Angel Number 1လေးလုံး Angel Number 1လေးလုံးဆိုတာကဒီ တလျက်မှာတစ်ခါပဲအဲ့တစ်ခါပဲစုံစည်းရမယ့်အချိန်လေးဖြစ်တယ်ရက်ကလေးဖြစ်တယ်အဲ့အတွက်မနေ့ဖြန်ဟာမင်းစင်တို့အချိန်ခါအရက်လေးအရန်ကောင်းပါတယ်ဒါကြောင့်မလို့မနေ့ဖြန်ပါပေါ့နော်မင်းစင်ကကိုအခုလောက်ခိုင်းတယ်ကိုတို့တရားလေးလုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့တဆက်သေးဖရားကြောင်းဆောင်ရှေ့မှာပေါ့တစ်ခါရတဲ့လုံလို့ရပါတယ်အဓိကကတော့စိတ်ငြိမ်ရဲ့နေရာဖြစ်ရမယ်အဲ့တော့မင်းစင်ရွေးချယ်တာကတော့ဖရားကြောင်းဆောင်ရှေ့မှာပဲမင်းစင်ရွေးချယ်လိုက်တယ်အဲ့တော့မနေ့ဖြန်ဘာလို့အောင်လဲဆိုရင်မင်းစင်တို့ကိုတို့တရားလေးလုတ်ပြီးပြီဆိုရင်ဒီဇပွဲကုန်တလုံးကိုဖရားကြောင်းဆောင်ရှေ့မှာချချပြီးွားလို့ရှိရင်မင်းစင်တို့ကစာရွက်တရ က်ကိုယူယူပြီးကိုဖြစ်ချင်တဲ့ဆန္ဒတော့စက်တက်ချက်တီတီကိုဖြစ်ချင်တဲ့ဆန္ဒစက်တက်ချက်တီတီကိုနမဆင်ကြီးတက်ပြီးတော့ရေးမယ်အဲ့လိုရေးတဲ့အခါမှာမဖြစ်ရသေးဘူးဆိုပြီးတော့စိတ်ကိုမထားရဘူးအာကိုဖြစ်ပြီးသွားပြီကိုဖြစ်နေပဲယခုလက်ရှိမှာကိုအိဆန္ဒပြည့်မြောက်သွားပြီဆိုရဲသဘောလေးအတိုင်းနေစလို့ရေးရမယ်အဲ့တော့ဘယ်လိုရေးရမလဲဆိုရင်ထားပါတော့နံပါတ်1က အဲကို့မှာအငွေရေအရင်ငါဟာငွေတွေအများကြီးကို လက်ခံရရှိနေပြီငါဒီငွေတွေအများကြီးကိုလက်ခံရရှိနေပြီငါဒီငွေတွေအများကြီးကို ပိုင်ဆိုင်နေပြီရဲဆိုပြီးတော့အဲကိုရေးနေတဲ့အချိန်မှာ အာယုံထဲမှာပေါ်ပါကိုရဲ့အာယုံထဲမှာငွေတွေအများကြီးရှိတယ်ငါဟာငါလက်ထက်မှာငွေတွေအများကြီးငါပိုင်ဆိုင်နေရယ်ဘန်မာထဲမှာငွေအများကြီးတွတ်အပ်ထားတယ်ပေါ့နော်အဲ့လိုစိတ်ကူးရဲ့အတိအကားရောရေးနေတဲ့အချိန်တွဲမှာဒီစိတ်ကူးငါဖြစ်သွားပြီး ဒီပုံစံအတိုင်းမှာဖြစ်နေပြီဖြစ်နေပြီဆိုတဲ့အတိုင်းပဲရေးရမယ်เนาะအမ်ဖြစ်ပါစေဆိုတဲ့အတိုင်းကိုမေးရအောင်ဖြစ်နေပြီဆိုတဲ့သဘောတရားလေးကိုရေးပြရပါမယ်အဲပြီးတော့လို့ရှိရင်အဲနံပါတ်၄ဆိုရင်ကိုကဖြစ်ချင်တယ်အမကထိပေါက်ချင်တယ်အထိပေါက်ချင်တယ်လို့မေးရအောင်เนาะငါထိပေါက်ပြီးပြီငါထိပေါက်သွားပြီငါအခုလမှာထွက်တယ်ဥမာဟိုထိုင်းတီဆိုလဲထိုင်းတီရဲ့အမြင်ဆုံးပုံကပောက်ခွေရရှိခဲ့ပြီအဲ့အတွက်ငါအရန်ပြောတယ်ငါအခုလမှာထွက်တဲ့စင်ကာပူတီကိုငါပောက်ခွေရရှိခဲ့ပြီအဲ့အတွက်ငါ ်းပြောတယ်အဲတော့ကိုကအဲ့လိုရင်းနေတဲ့အချိန်မှာစိတ်ထဲမှာပေါ့နော်ဖြစ်ပြီးသွားပြီဆိုတော့စိတ်ကလေးနဲ့ အဲ့လိုမျိုးလေးအချက်ကလေးတွေစက်တက်ချက်တီးတီးကိုရေးမိပါပါနော်။နံပါတ်3ငါဟာကိုအိုးကိုပိုင်နဲ့ငါနေနေရပြီ။ငါဟာငါအင်ပိုင်လေးငါလူချင်းနဲ့အင်္ဂလိပ်မှာဟာတက်တောင်းတက်တာနော်ပျပျော်ရွှင်ရွှင်လေးနဲ့နေနေရပြီ။ငါဟာမိသားစုတွေနဲ့ပျပျော်ရွှင်ရွှင်နဲ့ငါဟာဆေးချမ်းသာစွာနေနေရပြီ။အဲ့အဲ့လိုမျိုးပေါ့နော်။ကိုတကယ်လက်တွေ့မှာဖြစ်နေပြီဆိုတဲ့သဘောလေးနဲ့အဲ့လိုလူချင်းနဲ့အရာပေါ့နော်။လူချင်းနဲ့စက်တက်ချက်တီးတီးကိုအဲ့ဆောင်ရလေးမှာတေချာလေးခြာရေးပေးပါပါနော်။အဲ့လိုရင်းနေတဲ့အချိန်မှာလေကိုတကယ်ဖြစ်နေပြီ ဆိုရဲခန်းစားချက်ကလေးတိုင်းရေးပေးပါပါเนาะအဲ့တော့17ခွက်17ချက်တိတိကိုမေစင်တို့ကရေးပေးရပါမယ်။ဟောနောက်မေစင်ပြောဖို့ကြံရည်တယ်အဲ့ဒါပါလဲဆိုရင်အဲ့လိုရေးပြီးသွားမရေးခင်ပါပါเนาะမေစင်တို့တောက်ရည်တစ်ခွက်တောက်ရည်တစ်ခွက်ကိုကြိုပြီးတော့ခတ်ထားပေးမိနာမှာကြိုပြီးတော့ဒီစပွဲပေါ်မှာတောက်ရည်ရေးတဲ့เนาะတောက်ရည်တစ်ခွက်ကိုခတ်ထားပေးပါအဲ့တော့မေစင်ခုနပြောလဲ17ချက်လုံးတိတိကိုကိုကစိတ်ကူးကြီးနဲ့ပုံဖော်ပြီးတော့တကယ်ဖြစ်နေပြီဆိုတဲ့အတိုင်းကိုရေးပြီးသွားပြီဆိုလို့ရှိရင်မေစင်တို့ကအဲ့ဆောင်ရည်လေးကိုကြီးကြည့်လို့ရှိရင်ခုနတောက်ရည်ခွက်ကလေးကို까요까요ပြီးရင်နံပါတ်1ကိုရေးထား က်ဟာပါလေဥမာငါဟာအအရန်စိတ်ချမ်းသာနေရပါပြီငါအရန်ပျော်ရွှင်နေရပါပြီပြီးနံပါတ်1ကကိုပါရေးထားလဲငါဟာထိပေါက်နေပြီငါဟာအမြင့်ဆုံးထီစုကြီးကိုငါပိုင်ဆံပြီးပတ်ခွင့်ရရှိနေပြီအစတဲ့ဖြစ်ပေါ့နော်ကိုဖြစ်ရေးထားတဲ့အဆက်တက်ချက်လုံးတွေပြပါအဲ့လိုမျိုးတရားလေးကိုဖတ်ပြီးဖတ်ပြီးသွားပြီးဆက်တက်ချက်ကိုစောသွားပြီဆိုလို့ရှိရင်ခုနမင်းတို့ကင်ထားတဲ့ရှိကိုမင်းတို့ကရလုံးလေးမှိတ်ပြီးတော့အဲ့ဟာလေးအကုန်လုံးငါရဲ့ဆန္ဒတွေပြေဝနေပါပြီဆိုတဲ့သဘောလေးနဲ့ရလုံးလေးမှိတ်ပြီးအရှင်ကိုတောက်လိုက်ပါဒါကတော့အဲ့ဒီလ ်းလေးကတော့ water manifestation ဆိုတဲ့နည်းလေးဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုလည်းတော်တော်များများသိပြီးပြီလို့မိစင်ထင်တယ်အဲ့တော့သိပြီးသားသူပဲဖြစ်ဖြစ်မသိရသေးတဲ့ဒီပဲဖြစ်ဖြစ်မနေ့ဖြစ်ဟာအရန်ကောင်းတဲ့နည်းလေးတစ်နည်းဖြစ်တယ်၁၇ရက်၁၇လပေါ့နော်အရန်ကောင်းတဲ့နည်းတစ်နည်းဖြစ်တဲ့အတွက် အကုန်လုံးကိုလည်းလုပ်ကြည့်စီချင်ပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်မနေ့ဖြစ်၁၇နာရီတိတိတိမှာမိစင်ခုနပြောတဲ့ကုသိုလ်တရားလေးတွေကိုအတူတူစုပြီးလုပ်မယ်ဒါကကိုယ့်ရဲ့ကံကိုကုသိုလ်ကြီးနဲ့မြှင့်တင်လိုက်တာပေါ့ကံကိုကိုကကုသိုလ်လေးနဲ့အရင်ဆုံးမြှင့်တင်မယ်ကံမြှင့်ပြီးတော့မှမိစင်တို့ခု ကပြောတယ်ဒီ manifestation နည်းလေးတွေကိုစက်တက်ချက်လုံးကိုဝါတာပေါ့နော်ရေကလေးနဲ့တောက်ပြီးတော့ဝါတာ manifestation နည်းလေးနဲ့မြေစုံလို့ပြုလုပ်သွားကြရင်ပို့ပြီးတော့ပြည့်စုံပါတယ်ပို့ပြီးတော့ကောင်းမွန်ပါတယ်ရှင်ဒါကြောင့်မို့ပေါ့နော်နေစဉ်ကိုယ်တိုင်နဲ့မနဲ့ဖြံမှာလိုက်လုံမယ်ဓမ္မမိတ်ဆွေများအားလုံးကိုလည်းအဲ့အတိုင်းကိုလက်လုပ်စေချင်ပါတယ်ရှင်အဓိကကနံပါတ်1ယုံကြည်ချက်ကလေးပါယုံယုံကြည်ကြည်ထားပေးပါငါလုပ်ရင်တကယ်ဖြစ်တယ်ဆိုရင်ယုံကြည်ချက်ကလေးနဲ့အကုန်လုံးကိုလက်လုပ်ကြည့်စေချင်ပါတယ် ဒါစားမလို့ပေါ့နော်ရေရုံကြည်ကြည်လေးနဲ့လှုပ်စေခြင်းနဲ့ဒီဗီဒီယိုလေးကိုတွေ့လို့ရှိရင်လည်းပေါ့နော်အရန်ကိုအကျိုးရှိလာဖြစ်တဲ့အတွက်အားလုံးကိုလည်းကုသိုလ်အနေနဲ့ပြန်ပြီးတော့မျှဝေပေးပါလို့ညီစင်ကဓမ္မဒါနာအနေနဲ့တိုက်တွန်းလို့ဆိုပါရစေရှင်။ဘာကြောင့်လဲဆိုတော့မေစင်ကိုယ်တိုင်ကလည်းကိုယ်လုံးမဲ့အရာလေးတွေကိုဒီလိုမျိုးပေါ့နော်ဓမ္မမိတ်ဆွေတွေကိုအခုလိုမျိုးဗီဒီယိုလေးနဲ့ရှာပြီးတော့ဒီကုသိုလ်အနေနဲ့ပေါ့နော်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကတူတူယောက်ချင်းစီကိုပေါ့နော်ကိုကဒီလိုမျိုးလေးပြန်မျှဝေမယ်ဆိုလို့ရှိရင်တို့လည်းဒီအရာလေးကိုသိလို့ရှိရင်လည်းလုပ်ခွင့်ရမှာပါ။ ါဒါကြောင့်မို့ပေါ့နော်ပိုပါလည်းဒီမေတ္တာစေတနာလေးနဲ့ဗီဒီယိုလေးကိုပြန်ပြီးရောတဦးတယောက်ချင်းစီကိုပြန်ပြီးတော့မျှဝေပေးပါလို့မင်းစင်ကပြောပေးကြမှာပဲရှင်ကိုမျှဝေလိုက်တဲ့အရာဒီတခြားသူတဦးတယောက်မှာအဆင်ပြေသွားတယ်ဆိုရင်အယံမဲခုလေးရပါတယ်နော်အဲ့တော့မင်းစင်ကလည်းအဲခုတို့ရစီခြင်းနဲ့အတွက်မင်းစင်ကခုလိုမျိုးပြန်ပြီးရောအားလုံးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှင်ရင်မနေ့ကျန်၁၇ရက်နေ့မှာပေါ့နော်၁၇ရက်အချိန်မှာမင်းစင်တို့တွေအတူတူဒီကန်လေးတွေကိုညှင့်မယ်စတမီငိမ့်အောင်လို့မင်းစင်တို့တွေအတူတူဆူတောင်းမယ်ကန်လေးတွေည ြင်လဲပြီးသွားလို့ရှိရင်ကိုလိုချင်တဲ့အရာလေးယူပေါ့နော်ကိုဖြစ်တင်တဲ့အရာကို water manifestation လေးနဲ့ညှို့ယူပြီးတော့မင်းစင်းတို့ရရအောင် ဖန်တီးကြမယ်ရအောင်လုပ်ကြမယ်เนาะအဲ့တော့ဒီဝန်ထမ်းလေးတွေလည်းအတူတကွလိုက်ပြီးတော့လုပ်လို့ရပါတယ်ကိုမအောင်ဆိုရင်မစင်းခဏပြောတဲ့အတိုင်းစက်တနိုင်ထိုးတဲ့အချိန်မှာပေါ့เนาะဒီညလုံးလေးကိုဖိတ်ပြီးတော့ကိုလုံးဖြစ်နေတဲ့အရာလေးတွေကိုဒီစိတ်ကလေးနဲ့မြှုပ်ပြီးတော့ပဲလုပ်လို့ရပါတယ်ရှင်ဒီယုံကြည်ကြည်လေးနဲ့လုပ်ပေးပါเนาะအဲ့တော့မနက်ပြန်၁၇ရက်၁၇နာမှာစက်တနိုင်အချိန်မှာမစင်းတွေအတူတူစုပြီးတော့ကုသိုလ်လေးလုပ်ကြမယ်เนาะဓမ္မမစင်းများအားလုံးကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့ဖြစ်နေတဲ့ဆန္ဒတွေအကောင်လုံးပြည့်ဝပါစေဒီလိုတဲ့တောင်းတတဲ့အရာမှတ်သမျှလည်းပြည့်ဝပါ ါစေကိုမှရှိတဲ့အပူတော့ကများအားလုံးလည်းကင်းငင်ကင်းဝေးပါစေဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဓမ္မမိတ်ဆွေများအားလုံးလူချင်းတဲ့ဆန္ဒတွေအရာများအမြဲဆုံးပြောပါပါစေလို့မိစင်ကစုမောက်ကောင်းလေးတောင်းမိလိုက်ပါတယ်ရှင်ဓမ္မမိတ်ဆွေများအားလုံးကိုကြားမှာဆက်ချတာကြပါစေ